ခြေစိုက်နေရောင်းကောင်းတာပို့လုတ်တဲ့အချက်၅ချက်ပေါ့အဲ့တော့ယူရိုတက်နေမဲ့လာဘာမှထွေထူးမဟုတ်ဘူးဟောပထမဆုံးတစ်ချက်ကတော့လာသမီးကဈေးဝယ်တွေကိုမိတ်ဆွေနှုတ်ဆက်ဖို့လိုပါတယ်အဲ့လိုလုတ်ချင်းအပြင်မိတ်ဆွေလည်းဒီ customer relationship ပေါ့နော်ဖောက်တယ်တွေနဲ့ဆက်ဆံနေနေရမှာပုံမှန်ပေါင်းမှန်လာမယ်ဒီဖောက်တယ်တွေရဲ့လိုအပ်ချက်ကိုလည်းမိတ်ဆွေကိုတုံ့ပြန်လင်းလင်းပြောလာမယ်မိတ်ဆွေနဲ့လည်းရင်းနှီးလာမယ်နောက်တစ်ချက်ကတော့ဆိုင်တွင်ဆိုင်ပြင်တန်ရှင်းရေးကိုပြီးဆိုင်ပြီးဒါလည်းအရေးကြီးပါတယ်ဒီလို view ဆိုင်ခြင်းအပြင်မိတ်ဆွေရဲ့ ကုန်ပစ္စည်းတွေကိုကျွတ်ချင်းရင်ကြဖို့စတဲ့နေရာတွေမှာအန်ရယ်ကင်းရှင်းစေနိုင်တဲ့အပြင်မိတ်ဆွေဆိုင်ကိုလည်း customer တွေပို့ပြီးတော့သဘောကျလာမယ်အဒီဇိုင်းရဲ့တန်ရှင်းနဲ့ဒီဇိုင်းရဲ့အပတ်ရက်တဲ့စသဖြင့်ပေါ့နော်အမျိုးလေးတွေအမျိုးလေးလုပ်ချင်အောင်ပြည့်မိတ်ဆွေဆိုင်ကိုရောင်းအောင်မတိမတာမြင့်လာပါစေလိမ့်မယ်နောက်တစ်ချက်ရောက်ရောမိတ်ဆွေအကလေးများဆိုင်ကိုဒီလိုပို့ပြီးရောင်းအောင်ကောင်းကျင်တဲ့ solution လင်းအောင်နဲ့ပတ်သက်ပြီးဒီလိုဆိုင်ပို့လိုပါတယ် နေပိုင်းပဲဖြစ်ဖြစ်ညပိုင်းပဲဖြစ်ဖြစ်ကျွန်တော်တို့မိတ်ဆွေတို့အလင်းအောင် lighting system ကို view sighting အဖြစ်မှောင်နေတဲ့နေရာတွေလင်းစေဖို့ store တွေကိုလင်းစေဖို့ဒါလေးတွေလုပ်ချင်အဖြစ်မိတ်ဆွေအယောင်းကိုမြင့်တက်လာစေနိုင်မှာဖြစ်ပါတယ်။ဟောနောက်တစ်ချက်ကတော့မိတ်ဆွေဆိုင်မှာရှိတဲ့ဖြစ်စည်းလေးတွေကိုပေါင်းပြီးတော့ရောင်းစေတာနော်။ဥပမာ cookie ဆိုလဲ cookie နဲ့ AA နဲ့ပေါင်းရောင်းတာမျိုးဥပမာခေါက်ဆွဲချောင်းနဲ့ကျွန်တော်တို့ no A နဲ့စသဖြင့်ပေါင်းရောင်းတာမျိုးစတာလေးလုပ်ချင်အဖြစ်မိတ်ဆွေဆိုင်ကဟုတ်တိတိတတ်တာပေါ့နော်အယောင်းလေးတွေတက်လာတာဟုတ် တွေ့ရပါလိမ့်မယ်။အဲနောက်ဆုံးတစ်ချက်ကတော့မိရှိဆိုင်မှာမာဝင်တဲ့ customer ကိုစည်ရင်းလောက်ထားပါအဲ့လိုစီးရင်လောက်ထားခြင်းအပြင် customer အများဆုံးဝင်ပြီးပေါက်တယ်လို့မိတ်ဆွေတိလာနိုင်မယ်ပြီးတော့မိတ်ဆွေဆိုင်မှာစိတ်ဆက်မပြတ်ဝင်ယူတဲ့အပြင်ပေါ်မှာ အမောက်ကြီးကြီးဝယ်တဲ့ customer မျိုးပေါ့အဲ့လို customer မျိုးမလာတော့ဘူးဒါမှမဟုတ်အဲ့လို customer မျိုးကိုမွေးနေပဲဖြစ်ဖြစ်ဒါမှမဟုတ် happy new year ပဲဖြစ်မိတ်ဆွေကနေပြီးတော့နှုတ်ခွန်းဆက်စကားတွေပြောလို့ရတယ်ပေါ့နော်မင်္ဂလာပါ happy new year ပါမင်္ဂလာပါ happy birthday ပါစသဖြင့်ပေါ့ဒီလိုမျိုးတွေ relation တွေကိုလည်းမိတ်ဆွေလှုပ်ချင်အပြင်မိတ်ဆွေ sign ရောင်းတက်လာတာတော့ပြရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒါလေးကတော့မိတ်ဆွေတို့ sign တွေရောင်းတက်ဖို့အချက်၅ချက်နဲ့ကျွန်တော်ပြုလို့ကြကြမဟုတ်ဘဲနဲ့လွယ်လွယ်ကူကူလုပ်ပြီးတော့ ဟိုနှုတ်ရင်းနဲ့ပဲမိတ်ဆွေဆိုင် ရောင်းအောင်တက်လာတာကိုတွေ့ရပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ management မှာကျွန်တော်တို့ EOD business center နေပြီးမိတ်ဆွေတို့လုပ်ငန်းတွေမိတ်ဆွေတို့ဆိုင်တွေရောင်းအောင်တက်စီလို့အချက်အလက်လေးတွေကိုဖော်ပြသွားမှာဖြစ်လို့ကျွန်တော်ရဲ့ video တွေကိုကြည့်ရှုစီခြင်းနဲ့ဆိုရင်တော့မိတ်ဆွေတို့ like and follow လေးလုပ်ထားပေးလို့လည်းဖိတ်ခေါ်ကြပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။